ကပောက်ချံခန်းကြီးတုံးဖန်ငယ်တိမဆက်လီတိုင်းမွေဒီသောရရှင်ဖျားခင်ဖန်ဆင်းတော်မူသောသရိစံတကာတို့ထက်လိမ္မာသည်ဖြစ်၍မိမအားတင်တို့သည်ဥယင်တိုင်းရှိသည်များသောအပြင်တို့၏အတီးကိုမစားရဟုဧကံစင်စစ်ဖျားခင်မိန်တော်မူသလိုဟုမိ၏မိမကလည်းငါတို့သည်ဥယင်၌ရှိသောအပြင်တို့၏အတီးကိုစားရသောအခွင့်ရှိ ။ဥယင်အလယ်၌ရှိသောအပြည့်ဤအတီးကိုကပင်တို့သည်မကင်စားပဲနေကြလော့။သို့မဟုတ်တည်မီဟုဖျားခင်အမိန်တော်ရှိသည်ဟုလေအားဆို၏။လူကလည်းတင်တို့ဒီအီကံအမှန်တည်ရမည်ဟုအကြောင်းမူကားထိုအတိကိုစာတော်နေ၌တင်တို့ဒီမျက်စိပွင့်လင်းလျက်ဘောင်းမကောင်းကိုတည်၍ဘုရားသခင်ကဲ့သို့ဖြစ်ကြလက်တန်ဒီကိုဘုရားခင်တည်တော်မူသည်ဟုမိမအားဆိုလေ၏ ထိုပင်သည်စာဖွယ်ကောင်း၏အစင်းလဲလာ၏ပညာသူပွားစီလိုသောငါနိတ္တဖွယ်သော အပင်ဖြစ်ခြင်းကိုမိမသည်မြင်လျင်အတီးကိုယူ၍စာ၏မိမိခင်ပွန်းအားလဲပေး၍သူသည်လဲစာ၏ထိုသူနှောက်တို့သည်မျက်စိပွင့်လင်း၍မိမိတို့၌အဝတ်အခြေစီရှိသည်ကိုတိမြင်လျင်မိမိတို့ဝိယံဖို့တင်းမောတဖန်ပင်အရွက်တို့ကိုခြိဆက်၍ခါးစည်းကိုလှုပ်ကြ၏ နေဤသောအချိန်တွင်ထိုဥယျာဉ်၌သောရအရှင်ဖျားသခင်ကြောတော်မူသောအတံကိုလူလင်မယားတို့သည်ကြားလျင်အထံတော်မှလူချင်းငါဥယျာဉ်ပင်တို့တွင်ပုံကွယ်လျက်နေကြ၏သောရအရှင်ဖျားကလည်းတင်းဒီအပေမှာရှိသည်နည်းဟုလူကိုခေါ်တော်မူ၏လူကလည်းဥယျာဉ်၌ကိုရောဤအတံကိုကျွန်တော်ကြားလျင်အဘူချီစီရှိသောကြောင့် ကြောက်၍ပုံရနေပါသည်ဟုလျှောက်လေ၏။ဖျားခင်ကလည်းတင်၌အခုအချီစီရှိသည်ကိုတင်အားအဘယ်သူပြောသည်နည်းမဆာရဟုငါပညာထားသောအပင်ဤအသီးကိုစားပြီးတော့မေးတော်မူ၏လူကလည်းကျွန်တော်၌အပီတော်မူသောမိမသည်ထိုအပင်ဤအသီးကိုပြီး၍ကျွန်တော်စားမိပါသည်ဟုပြောလေ၏ထာဝရအရှင်ဖျားကလည်း ်တင်းဒီအဘေတို့ပြူပြီးသည်ဟုမိမအားဘေးတော်မူလင်မိမက မွေသည်ကျွန်တော်မကိုလက်စား၍ကျွန်တော်မသည်စားမိပါသည်ဟုပြောလေ၏သာရရှင်ဖျားသည် မွေကိုခေါ်၍တင်းဒီဤအမှုကိုပြုသောကြောင့်တားရင်တားရဲ့အပေါင်းတို့ထက်ကျိန်ချင်းကိုခံရ၏တင်းဒီဝမ်းဖြစ်သွား၍မြေမုံကိုတစ်သက်လုံးစားရမည်တင်းနှင့်မိမကို၎င်း တင်းဤအမျိုးအနွယ်နှင့်မိမဤအမျိုးအနွယ်ကို၎င်းငါသည်ရညိုးဖွဲ့စီမိသူသည်တင်းဤကောင်းကိုချိန်လိမ့်မည်တင်းသည်သူဤဖနှောင့်ကိုချိန်လိမ့်မည်ဟု မိန်တော်မူ၏မိမာသူမိမာကိုလည်းတင်း၌ကိုဝန်ဆောင်ခြင်းဝေဒနာကိုငါအလွန်များပြားစီမိပြင်းမှန်းစွာဝေဒနာကို ခံ၍တားဖွာရမည်ကိုခင်ပွန်းဤအလိုတို့လက်၍သူဤအုပ်ဆိုးခြင်းကိုခံရမည်ဟု မိန်တော်မူ၏ ယောက်ျားကလည်းထိုအပြင်ဤအသီးကိုမစားရဟုငါပညတ်တော်လဲတင်းဒီမရဤစကားကိုနားထောင်၍စားမိသောကြောင့်မိသည်တင်းဤအတွက်ကျင့်ချင်းကိုခံရရှိ၏မိဤအသီးကိုတက်ပတ်လုံးပြင်ပန်းစွာစားရမည်သူပြင်မျိုးမျိုးတို့ကလည်းတင့်အဖို့မိပေါ့စီမည်လေ၌ဖြစ်သောဟင်းဒီဟင်းရွက်တို့ကိုတင်စားရမည်တင်ထွက်ရမည်တို့ မပြာမီတိုင်အောင်တင်ဤမျက်နာမှချွေးထွက်လျက်အစာကိုစားရမည်အကြောင်းမူကားတင်ဒီမြေမှုဖြစ်၍မြေမှုတို့ပြန်ရမည်ဟုမိန်တော်မူ၏ထိုအခါလူဒီမိမိမယားကိုအေဝအမိဖြစ်မဲ့လေ၏အကြောင်းမူကားသူဒီအသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်သည်ထာဝရအရှင်ဖျားသည်လေလူလင်များတို့ကိုတည်ရဖြစ်ဝုလုံကိုလို့၍ဝုချုံစီတော်မူ၏ ဒေါရအရှင်ဖျားကလည်းလူဒီငါတို့တွင်တဘာဘာကဲ့သို့ဖြစ်၍ကောင်းမကောင်းကိုတိတတ်၏ယခုမှသူဒီဒေါရအသက်ကိုရခြင်းကလက်ကိုဆန့်လျက်အသက်ပင်အသီးကိုယူ၍မစားသိင်းဟုမိန်တော်မူ၍လူဒီမိမိထွက်တော်မြေ၌လောက်ရပြီအကြောင်းဒေါရအရှင်ဖျားသခင်ကြီးအီဒီဥယင်ထဲကလူလိုက်တော်မူ၏ထို့သူတို့သူကိုနင်ထုတ်ပြီးလျှင်အသက် ပြင်လန်းကိုစောင့်ရှောက်စီချင်းကမိဆက်လက်နဲ့တကွခေရိုဘင်တို့ကိုဥယျာဉ်အရှိတ်ပဲ့၌ထားတော်မူ၏